တိကွေပိတဲ့များအားလုံးမင်္ဂလာပါဒီလရဲ့သိပ္ပံဘာသာရဲ့ကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တည်းအကြောင်းအရာလေးကိုတော့အာခီမီဒီရဲ့နာမည်ကြော်ကြားတဲ့နေရာမလေးတစ်ခုကိုမိတ်ဆွေတို့မှန်ကန်သေးကြစွာနားလည်စေဖို့တင်ဆက်ပေးဖို့ရည်ရထားပါတယ်ခေါင်းဒီလေးကိုတော့ရေပေါ်ပေါ်ဖို့ဆိုတာလို့အမိပေးထားပါတယ်ကျွန်တော်တို့ငယ်စဉ်ကအထက်တန်းယူဘဗေဒဘာသာရဲ့မှာအာခီမီဒီစ်ပရင်စပယ်ဆိုပြီးတော့သင်ခဲ့ဘူးလားရှိပါတယ်ဒီလိုသင်ကြားခဲ့ရတဲ့ ထထန်းအောင်ចောင်းသားအများစုမှာဒီမိယာမတ်နဲ့ပတ်သက်ပြီးတော့မရှင်းမလင်းဖြစ်နေတာတွေကိုကျွန်တော်တက္ကသိုလ်မှာစာသင်တဲ့အချိန်သတိထားမိခဲ့ပါတယ်။ဒါကြောင့်ဒီအကြောင်းအလေးကိုတင်ဆက်ဖို့ရွေးချယ်ခဲ့ရခြင်းလည်းဖြစ်ပါတယ်ဗျ။တစ်ခါတခါကျွန်တော်တို့တွေပညာရေးနဲ့ပတ်သက်လာရင်အမှုမဲ့အမှတ်မဲ့အရေးမကြီးဘူးလို့ထင်တတ်ကြတာတွေရှိပါတယ်။ပညာရေးကအရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးကိုစပွန်ဆာပေးတဲ့ Minster Education Center ပါမိတ်ဆွေတို့ရဲ့ညီကိုမောင်နှမသားသမီးကလေးများအတွက်ပညာရေးနဲ့ပတ်သက်ပြီးအားကိုးအားထားပြုနိုင်ပါတယ်။ Free IGCSE IGCSE စတဲ့အတန်းများကို online class ရော in person class ပါရွေးချယ်တက်ရောက်နိုင်တဲ့ကျောင်းလေးကျောင်းလေးဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိရဲ့ညီကိုမောင်နှမသားသမီးကလေးများအတွက်ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ချရတဲ့ကျောင်းလေးကျောင်းပဲဖြစ်တယ်ဆိုတာကိုအခုတို့ကျွန်တော်ရဲ့ဒီကျွန်တော်ဘလော့လေးရဲ့သိပ္ပံကဏ္ဍမှာကုညီပံ့ပိုးပေးတာနဲ့တိတာနေပါပြီပေါ့နော်။ညပါတော့အဒီကနေ့အကြောင်းအရာလေးကိုကျွန်တော်မေကုံလေးတစ်ခုနဲ့အစတင်ချင်ပါတယ်။တန်တရားလေးတဲ့တန်ချောင်းက ရေထဲမှာမြုပ်ပြီးတော့တန်တရာလေးတဲ့တန်တဲ့ပဲထုတ်ထားတဲ့သင်္ဘောကဘာလို့ရေထဲမှာမမြုပ်တာလဲဒီမိကုံးလေးဖြစ်ပါတယ်အဒီမိကုံးလေးကိုဖြေဖို့ကျွန်တော်လွန်ခဲ့တဲ့နှစ်2000ကျော်ကဇလန်းလေးစီကိုပြန်သွားကြည့်ဖို့လိုပါမယ်အာခီမီဒီလို့ပြောလိုက်ရင်ငငယ်ရပါတော့ဖင်မြောင်ကြီးနဲ့လမ်းထဲမှာရှောက်ပြီးတဲ့တိတ်ပံပညာရှင်တဦးဆိုတဲ့ပုံမြင်နဲ့တော်တော်များများကြာဘူးရင်းနှီးကြမှာဖြစ်ပါတယ်သူ့ရဲ့ဇလန်းက BC 300သုကနေပေါ်ပေါ်ခဲ့တဲ့အကြောင်းလေးဖြစ်တာကြောင့်ပုံမြင်ဇလန်းကအမျိုးမျိုးဖြစ်နေပါတယ်ဒါမိပဲပေါ့နော် အခုလက်ရှိကျွန်တော်တို့အင်ဂျင်နီယာတွေအသုံးပြုနေတဲ့ Archimedes principle ကိုမူတည်ပြီးတော့ဖြစ်နိုင်မယ်လို့ယူဆရတဲ့ပုံမြင်လေးကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့ CCL လို့ခေါ်တဲ့ကျွန်းပေါ်ကမျိုးလေးတစ်မျိုးဖြစ်တဲ့ Syracuse ဆိုတဲ့မျိုးကနေစခဲ့တာဖြစ်ပါတယ်။အဲမျိုးမှနေတဲ့ဘီရင်ကခိုင်းစေတဲ့အတွက် Archimedes ဆိုတဲ့သိပ္ပံပညာရှင်ကြီးတယောက်အတော်လေးအကြက်ရိုက်နေခဲ့ပါတယ်။သူခိုင်းစေတဲ့ချက်ကတော့ Syracuse ရာလို့ခေါ်တဲ့ဒီ Temodzi တိစဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်အတန်ထွက်ကမှားအောင်မှားနေတယ်ပေါ့နော်ဒါပေမဲ့စလုံးပေါင်းတာဒီလိုပေါင်းတာဖြစ်ပါတယ်ဆိုင်ရာကူစီယာအဆောက်ခိုင်းတဲ့အကြောင်းကတော့ဒီတင်မောကိုအီဂျစ်ကဘရင်တစ်ပါးစီကိုလက်ဆောင်ပေးချင်တာကြောင့်ဖြစ်ပါတယ်တင်မောပေါ်မှာတင်မဲ့ပစ္စည်းတွေကလည်းအတော်များပါတယ်များတာမှာတော်တော်ကိုများတဲ့လက်ဆောင်ပစ္စည်းတွေဖြစ်ပါတယ်ဒါကြောင့်အရန်လေးမဲ့တင်မောဖြစ်တဲ့အပြင်အဲ့ဒီအချိန်ခါကာလအတွက်တော့တကယ့်တိုက်တန်းတဲ့တင်မောလည်းဖြစ်ပါတယ် စားဖို့တာဝန်ပေးခံရတာတော့အာခီမီဒီပေါ့နော်ဒီသင်္ဘောကိုမမြုပ်အောင်တိစောက်ဖို့ဒီအာခီမီဒီအတွက်အင်မတန်မှကြီးမားတဲ့တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်စောက်ပြီးမှမြုပ်ရင်တော့အာခီမီဒီလည်းသင်္ဘောနဲ့အတူလိုက်မြုပ်သွားတာကမှအသေးစားပါဦးမယ်အဲ့လိုနဲ့ဘလို့တိစောက်ရအောင်လဲဆိုတာကိုတောက်လျှောက်စဉ်းစားနေကြတာပါဗျာတိတော့အာခီမီဒီတယောက်ရေအင်းုံထဲမှာရေချိုးဖို့ရေစိမ့်နေရင်းနဲ့အတွေ့တခုရရှိခဲ့ပါတယ်အဲ့ဒီမှာပဲဈေးထဲမှာဖင်ပြောင်ကြီးနဲ့ယူရီကာလို့ဩပြီးတော့ထပြီးတဲ့အာခီမီဒီဖြစ်လာခဲ့ပါတယ်ယူရီကာဆိုတာအင်္ဂလိပ်လို့ I found it မြန်မာလိုဆိုရင်တော့ငါတွေ့ပြီကွာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကတော့သမိုင်းမှာ Eureka moment ဆိုပြီးတော့နာမည်ကြီးခဲ့ပါတယ်။ဒါဆိုရင် Archimedes ဘာရှာတွေ့ခဲ့သလဲဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားနေပြီထင်ပါတယ်။သူဖင်ပြောင်းရင်းအောင်ထပြေးရတယ်ဆိုတော့နော်။အဲ့တော့သူရှာတွေ့ချက်ကအချက်နှစ်ချက်ရှိပါတယ်။နှစ်ချက်ခွဲပြပါမယ်။ပထမချက်ကတော့သူရေစလားတဲ့ကိုဝင်ထိုင်လိုက်တဲ့အချိန်မှာရေမျက်နှာပြင်မြင့်တက်လာတာကိုသတိထားမိခဲ့ပါတယ်။အဲ့ဒီမြင့်တက်လာတဲ့ရေပမာဏသည်သူနေရာဝင်ယူလိုက်တဲ့ ပမာဏတနည်းသူရေထဲကိုရောက်နေတဲ့ဒုတွေပမာဏနဲ့ညီချောင်းကိုသိပြမိခဲ့ပါတယ်။ဆိုလိုတာကဗျာရေပြည့်ဖြည့်ထားတဲ့ကန်တဲ့ကိုပမာဏနှုတ်စီဘူးတလုံးရှိတဲ့ပမာဏမြုပ်ပြီးတော့ကျသွားမှဆိုရင်ဒီမြုပ်ပြီးတော့ကျသွားလို့ဒီရေတွေရှန်ကျလာမှဆိုရင်အဲ့ဒီရှန်ကျလာတဲ့ရေပမာဏဒုတွေဒီနှုတ်စီဘူးတလုံးဖြစ်ကြအောင်ပြုရှိခဲ့တာဖြစ်ပါတယ်။နံပါတ်1ဒုတိယချက်ကတော့ရေရဲ့ပင်အားပဲဖြစ်ပါတယ်။ မိသည့်အရေးထဲမှာမစိုးရောက်သွားတဲ့အရာကိုပင့်နေတဲ့အားဆိုတာရှိပါတယ်ဒီပင့်နေတဲ့အားဒီအဲ့ဒီရေထဲရောက်သွားတဲ့အရာကဖယ်ထုတ်လိုက်တဲ့အနည်းပေါ့နော် display လုပ်လိုက်တဲ့ရေအလေးချိန်နဲ့ညီမျှပါတယ်ဆိုတာကဗျာကျွန်တော်ရေထဲကိုမြုပ်သွားရင်ကျွန်တော်ကိုတွန်းနေတဲ့ရေပင်အားရှိပါတယ်အဲ့ပင်အားကကျွန်တော်ခန္ဓာကိုယ်ကဖယ်ထုတ်လိုက်တဲ့ရေအလေးချိန်နဲ့ညီပါတယ်ဒါတော့ဆိုရတာပေါ့နော်ဥပမာဗျာကျွန်တော်တပိတ်တာလေးတဲ့ဂဲလုံးတစ်လုံးက ပိဒါလေးရင်ရှိတဲ့ခဲလုံးတို့ကရေထဲကိုကျသွားရင်အဲ့ခဲလုံးရေထဲမှာပေါ်မပေါ်ဆိုတာကအဲ့ခဲလုံးကဖယ်ထုတ်လိုက်တဲ့ရေရဲ့အလေးချိန်ကတပိဒါနဲ့ညီနေမဲ့ဆိုရင်အဲ့ခဲလုံးကရေထဲမှာပေါ်နေပါဖြစ်ပါတယ်။ဒါပေမဲ့ရေကအဲ့ခဲလုံးကရေထဲဖယ်ထုတ်လိုက်တဲ့ရေရဲ့အလေးချိန်တပိဒါမပြည့်ဘူးဆိုရင်အဲ့ခဲလုံးကမြုပ်သွားမှာဖြစ်ပါတယ်။ဒီလိုဆိုတာဖြစ်ပါတယ်။အဒီချက်ကိုအသုံးပြုပြီးတော့အခင်မီဒီကဆိုင်ရာကူစီယာဆိုတဲ့သင်္ဘောကိုဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။တင်မဲ့ကွန်ပျူစီစောက်ထုတ်တဲ့သင်္ဘောရဲ့အလေးချိန်အားလုံးကိုတွက်ချက်ပြီးတော့ခံမန်းကြီးတည်အောင်လုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတင်းဘောကရေအောက်မှာမြုပ်မဲ့တင်းဘောကရေအောက်မှာမြုပ်မဲ့အပိုင်းရဲ့တူတယ်ဒီရေကိုဖယ်ထုတ်မဲ့အပိုင်းတနည်းအားဖြင့် display လုပ်မဲ့အပိုင်းဖြစ်ပါတယ်ပြီးအဲ့ဖယ်ထုတ်ရတဲ့ရေရဲ့အလေးချိန်ဒီခုနကတွက်ထားတဲ့တင်းဘောကလေးချိန်နဲ့တူနေမယ်ဆိုရင်ဒါတင်းဘောရေပေါ်မှာပေါ်နေမယ် floating ဖြစ်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်သူ့နီးရံဘာကသံကန်နဲ့အတွက် Syracuse ဆိုတဲ့တင်းဘောကြီးကိုအခက်ကလည်းအောင်မြင်စွာနဲ့ဆောက်လုပ်နိုင်ခဲ့ပါတယ်အခုခေတ်ခုခံပါလေတင်းဘောတီဆောင်ရေး engineer တွေ naval architect တွေအနေနဲ့ ဆရာကြီးအခင်မီးရဲ့နေရာမတွေကိုပဲဆက်လက်ဆွဲကံပြီးနိုင်ငံရေးဥသင်းမောတွေရင်ကုန်ဥသင်းမောတွေစသဖြင့်တိဆောက်ခဲ့တိဆောက်ဆဲတိဆောက်လက်တန့်ဖြစ်ပါတယ်ပြီးတော့သင်းမောတစ်စီးရဲ့အလေးချိန်ကိုပြောတဲ့အခါမှာ display လုပ်လိုက်တဲ့ရေးရဲ့အလေးချိန်နဲ့တူညီနေတဲ့အတွက်သင်းမောအလေးချိန်ကိုကျွန်တော်တို့က display man လို့တင်ဂျင်နီယာတွေကခေါ်တွေ့နေရရှိကြတာဖြစ်ပါတယ်ကဲဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အခင်မီးတိကျတာတွေကိုမိတ်ဆွေတို့လည်းသဘောပေါက်ပြီးချင်ပါတယ်အဲ့တော့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာပစ္စည်းတစ်ခု ်ရေပေါ်မှာပေါ်မယ်မပေါ်ဘူး floating ဖြစ်မှာမဖြစ်ဘူးဆိုတာဒီ तू ဘယ်လောက်ထိ display လုပ်နိုင်လဲဆိုတဲ့ပုံမှာမူတည်နေပါတယ်ဒါဆိုအပေါ်မှာမေးထားတဲ့မေးခွန်းရဲ့အဖြေကိုမိတ်ဆွေတို့ကိုယ်တိုင်ဖြေနိုင်ပြီးလို့ယူဆပါတယ် comment မှာဝင်ရောက်ဆွေးနွေးအဖြေရေးသွားပြီးလို့လည်းရပါတယ်ဗျကိုယ်တိုင်လည်းအိမ်မှာရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းဟုတ်မဟုတ်စမ်းသပ်ကြည့်လို့လည်းရပါတယ်။အဲ့တော့ဖင်ပြောင်တဲ့ဖင်ပြောင်ဇလန်းလေးနဲ့ပေါ့အစားခဲ့တဲ့လိုရတဲ့နှစ်ပေါင်း2000ယောက်ကဖြစ်ရလေ။တိတ်ပံလောကကိုကြီးမားတဲ့အပြောင်းအလဲကြီးပြုလုပ်ပေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်ပြန်စဉ်းစားတိုင်းအောင်မဆုံးဖြစ်ရပါတော့ခင်ဗျာကျွန်တော်ကိတုကေရပညာရေးဖောင်ဒေးရှင်းတစ်ခုလုပ်ထားပါတယ်ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ဒီ KB နံပါတ်နဲ့ WB နံပါတ်တွေကို K2K လို့နှုတ်မှရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ